မြန်မာနိုင်ငံနိုင်ငံချမအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ထားတဲ့သတင်းလေးအဲ့ဒါကဘာလဲကျင်ညာဥပဒေကျင်ညာချက်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ internet လူမှုကွန်ရက်များပေါ်တွင်လူပုဂ္ဂိုလ်ဆိုင်ရာစော်ကားအသေးဖြတ်မှုများကိုတရားစွဲတိုင်တန်းနိုင်ကြောင်းအတိပေးထုတ်ပြန်ကြဲဆိုပြီးတော့သတင်းစာတွေမှာအတိလင်းကျင်ညာထားတယ်ပြည်သောကကြီးအတုကိုဆဲတာပင်မာတုကိုဆဲလိုက်တာလေဇော်ဘုံရဟုတ်ဇော်ဘုံရဟုတ်တယ်သူကွန်မန့်ဖတ်လိုက်တယ် ကွန်ဘက်လိုက်တော့မင်းကိုမိုးမိုးခိုင်ရတရားစွဲနေပြီလို့ပြောတဲ့အချိန်မှာဇိုဘုံရမိုးမိုးခိုင်ဆိုတာဘယ်ကပါတယ်မလဲအတူပြောသူကွန်မန့်ဖတ်ပြီးပြောပါလေဟာအဲ့ဒါကလေးကလားပါဗျာအဲ့ကျွန်တော်လည်းဆဲနေရပါလေကျွန်တော်တို့လာဆဲပြီးတော့ကျွန်တော်ဆဲတာပဲအဲ့လူကြီးလည်းပြစ်ပါပေါ့ကျွန်တော်ဘာအရှိလို့တော့အင်တာနက်လူမှုကွန်ရက်ကလူတိုင်းအသုံးပြုလို့ရတယ်လူတိုင်းလည်းကြိုက်တာအော်လို့ရတယ်တူးချင်းစီဖြစ်စီတယောက်ချင်းစီဖြစ်စီအဖွဲလိုက်စီဖြစ်စီတို့ပေမဲ့ ဘယံပရာအော်လို့မရဘူးဘယံပရာပြောလို့မရဘူးဆိုတာဒါဒီဥပဒေဒီဥပဒေတွေကတားမြစ်ထားတာပေါ့နော်ကိုယ်လည်းတိုင်းလာရဲဖို့ပဲဆူတောင်းတာစောဘုံရတောင်းတကုံစကန်းကိုအချိန်မရွေးသွားတယ်စောဘုံရဝင်းရမယ်လူလုံကြုံရေးလုံကြုံရေးဘာမှတရားရုံးလို့ရဲစကန်းတို့နဲ့မဆိုင်ဘူးလုံကြုံရေးရစောဘုံရဝင်းရမယ်လူကအနည်းဆုံးအယောက်တစ်ထောင်လောက်ရှိတယ် လုံချုံရေးကိုပြောတာနော်ဟာလားဇော်ပေါ်ရေးလုံချုံရေးငါတို့ယူပေးမယ်အမြန်လမ်းမှာအမြန်လမ်းကနေတောင်တကုန်စကန်းတိတောင်တန်းစီခိုင်းလာလို့ရတယ်ယုံလားမယုံရင်ပုံမြင်လို့မှတ်လိုက်ဖြစ်လာကြည့်လိုက်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မိုးမိုးခိုင်နေနဲ့ဇော်ပေါ်ဟင်းကိုအမှုထက်တိုးဖွင့်ပေးဖို့ပရိုအောင်မင်းဘက်ကပြောပြလာတဲ့ရုပ်တံနဲ့အတူတော်လန်ရေးအင်အားစုတွေဆင်နွှဲနေတဲ့မြင်းချံခရိုင်အစစ်စစ်စင်ရီမှာစစ်အုပ်စု90ထပ်မင်းတေဆုံးပြီးထိခိုက်ဒဏ်ရာရသူများပြားက တော်လန်ရေးရဲဘော်9ဦးကြဆုံးထားပြီးတိုက်ပွဲဆက်လက်ပြင်းထန်နေတဲ့ထူးခြားသတင်းပါတင်ဆက်ပေးလိုက်ပါရယ်မန္တလေးတိုင်းမြင်းချန်နယ်မှာခရိုင်အစစ်စစ်စင်ရေးအဖြစ်တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကစစ်အုပ်စုအထိုင်စခန်းတွေကိုမနေ့ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ရမှာစစ်အုပ်စု9ဆက်ထက်မနည်းတေဆုံးပြီးတော်လန်ရေးရဲဘော်တွေဘက်က9ဦးကြဆုံးထားတယ်လို့ ိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ဒေတာခန်တော်လန်ရေးတတိယမြစ်တွေကပြောပါတယ်မေလ15ရက်မနေ့ကမနက်ပိုင်းကစပြီးငင်းချန်ခရိုင်ထဲမှာရှိတဲ့တောင်သာနွားထိုးကြီးငင်းချန်ငန်းစုံစီမီကုံစတဲ့မြို့နယ်တွေထဲက စစ်အုပ်စုအထိုင်စခန်းတွေကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ဆိုပါတယ်။မြင်းချန်ခရိုင်အတွင်းရှိစစ်အုပ်စုစခန်းတွေကိုမနေ့ကစတင်တိုက်ခိုက်ရမှာတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကအသာစီးနဲ့တိုက်ခိုက်နိုင်ခဲ့ပေမဲ့အထိနာတဲ့စစ်အုပ်စုကလေကြောင်းနဲ့အကြိမ်များစွာဘုံကျဲပစ်ကူပေးပြီးလက်နက်ကြီးနဲ့ပါပစ်ကူပေးတာတွေကြောင့် တော်လန်ရေးတပ်ဖွဲ့တွေဘက်ကထိခိုက်ကြဆုံးမှုရှိခဲ့တာလို့တော်လန်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်သူတအူးကပြောပါတယ်။မနေ့ကကြောက်ပြုတ်ရွာတိုက်ပွဲမှာကကိုလူတွေဘက်ကအတော်လေးကိုအသာစီးရနေပြီလို့ပြောလို့ရတယ်။အဲ့ဒီအချိန်မှာရှေ့ဆက်တက်သွားတဲ့အချိန်ကင်းပုံးနဲ့တွေ့ပြီးတော့ပြစ်ခတ်ခံလိုက်ရတာ။ရဲဘော်တွေရဲ့ရုပ်အလောင်းကတော့ပြန်မရခဲ့ဘူးပေါ့။ သူတို့စစ်အုပ်စုဘက်ကလည်းအထင်အသေးများတယ်လူနာတင်ကားတွေနဲ့မြင်းချံမျိုးပေါ်ကိုမောင်းသွားတာတွေ့ရတယ်တီးရတလောက်ဆိုရင်90ကျော်လောက်တည်တယ်လို့ကျွန်တော်တို့သတင်းရထားတယ်လို့မြင်းချံနဲ့တော်လန်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်သူတဦးကဆိုပါတယ်မြန်မာနိုင်ငံနိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ထားတဲ့သတင်းလေးအဲ့ဒါကဘာလဲကျင်ညာဥပဒေကျင်ညာချက်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ internet လူမှုကွန်ရက်များပေါ်တွင်လူပုဂ္ဂိုလ်ဆိုင်ရာစော်ကားအသေးဖြတ်မှုများကိုတရားစွဲတိုင်တန်းနိုင်ကြောင်းအတိပေးထုတ်ပြန်ကြဲဆိုပြီးတော့ သတင်းစာတွေမှာအတီလင်းကျင်ညာထားတယ်။ဒါကဘာလဲဆိုတော့လူပုဂ္ဂိုလ်တူတယောက်ဤပုဂ္ဂိုလ်ရေးဆိုင်ရာနင့်နာမှုကိုဖြစ်ဖြစ်စေသည့်အင်တာနက်လူမှုကွန်ရက်ပေါ်မှာအသေးဖြတ်သူချိန်ကြောက်သူများကိုဆက်သွယ်ရေးဥပဒေပုံမှာ66ဂါဖြင့်အရေးယူနိုင်ပြီးပြမှုကျူးလွန်သူကို၃နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်နှစ်ရလုံးဖြစ်စေချမှတ်နိုင်တယ်တဲ့။ဒါအပြင် electronic ဆက်သွယ်ရေးဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုံမှာ38ခအရလည်းအရေးယူနိုင်ပါတယ်တဲ့။ electronic ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုံမှာ 38ခတွင်ညီသူမဆိုတက်ဆိုင်ရာပုံကိုဤခွင့်ပြုချက်မရှိဘဲလူပုံကိုတူတယောက်ဤကိုရေးဆိုင်ရာအချက်အလက်ကိုရယူခြင်းဖွင့်ချခြင်းအသုံးပြုခြင်းဖျက်ဆီးခြင်းပြုပြင်ပြောင်းလဲခြင်းဖြန့်ဝေခြင်းတူတယောက်ထံသို့ပေးပို့ခြင်းသို့မဟုတ်အလွဲအသုံးပြုခြင်းဖြစ်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရရင်ထိုသူကိုအ ਨੇ သောတစ်နှစ်မှအများဆုံး3နှစ်ထိထောင်ဒဏ်ဖြစ်စီချက်သိန်း90ထက်မပိုသောငွေဒဏ်ဖြစ်စီဒဏ်နှစ်လုံးဖြစ်စီချမှတ်နိုင်တယ်ဟုကြားထမ်းတာလေတဲ့ ်အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုံမှန်20ခုကနှစ်အရအစိုးရဌာနစုံစမ်းစစ်ဆေးရေးအဖွဲ့တို့မှတရားဥပဒေစိုးမိုးရေးအဖွဲ့ကပြစ်မှုဆိုင်ရာကိစ္စရပ်များအလိုက်စီမံဆောင်ရွက်ခွင့်အာဏာဖြင့်ဆောင်ရွက်သည့်ရှာဖွေထောက်လှမ်းခြင်းစုံစမ်းစစ်ဆေးခြင်းတည်င်းရယူစုစည်းခြင်းတရားစွဲဆိုတင်ပို့ခြင်းနဲ့တရားရုံးတစ်ခုခုတွင်တက်တဲ့ကံအဖြစ်တင်သွင်းခြင်းကိုဆောင်ရွက်နိုင်တယ်။တို့ပါရင်အင်တာနက်လူမှုကွန်ရက်ကိုအသုံးပြု၍ လူပုဂ္ဂိုလ်တူတယောက်ဤပုဂ္ဂိုလ်ရေးဆိုင်ရာနင့်နာမှုဖြစ်စေသည့် internet လူမှုကွန်ရက်ပေါ်မှာအနိုင်ကျင့်စော်ကားအသရေဖြတ်မှုပြုလုပ်သူများကိုနင့်နာသူများအနေဖြင့်တရားစွဲဆိုတိုင်တန်းနိုင်ကြောင်းအတိပေးထုတ်ပြန်အပ်ပါသည့်သတင်းထုတ်ပြန်ရေးအဖွဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုပြီးဒီလိုသတင်းထုတ်ပြန်လာတာရှိ။ဘာကြောင့်လဲဆိုတော့လက်ရှိအနေအထားမှာ internet လူမှုကွန်ရက်ကလူတိုင်းအသုံးပြုလို့ရတယ်။လူတိုင်းလည်းကြိုက်တာအော်လို့ရတယ်။တအူးချင်းစီဖြစ်စီတယောက်ချင်းစီဖြစ်စီအဖွဲ့လိုက်စီဖြစ်စီ။တို့ပေမဲ့ ဘယံပရာအော်လို့မရဘူးဘယံပရာပြောလို့မရဘူးဆိုတာဒါဒီဥပဒေဒီဥပဒေတွေကတားမြစ်ထားတာပေါ့နော်ဒါကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကအတည်ရင်းထုတ်ပြန်လာတာဖြစ်တယ်အဲ့တော့ဒီဥပဒေတွေ ਨੇ တရားစွဲဆိုခံထားရရင်လေဒီတရားစွဲဆိုခံထားရတဲ့လူကိုဥပဒေမှာပြဋ္ဌာန်းထားတဲ့ပြဋ္ဌာန်းချက်အတိုင်းတရားစွဲဆိုဘူတာဝန်ရှိတယ်เนาะတာဝန်ရှိတယ်ဆိုတော့ဒီတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကဒါဒီလိုဥပဒေမျိုးကဒီလိုခေတ်အခြေအနေမျိုးမှာ အသက်ဝင်မှုလိုတယ်အသက်ဝင်မှုလိုသလိုအမှန်တကယ်လည်းအတောင်းပြုဖို့လိုတယ်ဒီလိုဥပဒေတွေကဘာကြောင့်လဲဆိုတော့လက်ရှိအနေအထားမှာကဟလာကျွန်တော်တို့ဒါပြောရလို့ရှိရင်အဓိကအပြင်ကျွန်တော်တို့မြန်မာနိုင်ငံလူမျိုးဟိုလူအများစုကဘယ်လိုခေါ်မလဲလူကျင့်ဝတ်တွေပေါ့နော် လူကျင့်ဝတ်တွေခေါင်းပါနေတဲ့အချိန်မှာဒီလိုဥပဒေတွေကို apply လုပ်ဖို့လိုတယ်အသုံးချဖို့လိုတယ်အသုံးပြုဖို့လိုတယ် ဒါမှသာလူတွေကတယောက်နဲ့တယောက်စီးဆောင်လာမယ်စီးထိန်လာမယ်ဟောဒါကမပြောသင့်တာဒါကပြောသင့်တာဒါကလိုင်းပုံမှာမပြောသင့်တာဒါကလိုင်းပုံမှာပြောသင့်တာဆိုပြီးတော့ဖြစ်လာမယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်ဒီအားလည်းကျွန်တော်တို့ကဒီဥပဒေကိုလည်းကျွန်တော်တို့ကဟိုဖတ်ကျင်တိုင်းဖတ်ဟိုဖတ်ကျင်တိုင်းဖတ်ပြီးတော့ပြောသွားတာမဟုတ်ဘူးဒါကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကနိုင်ငံတော်ကိုအတီလင်းကြညာထားတာအဲ့တော့ကျွန်တော်တို့ကဒီဥပဒေအကြောင်းကိုတချို့ကျွန်တော်မြန်မာနိုင်ငံသားတွေကဥပဒေအကြောင်းကိုနားမလည်ကြဘူး ဥပဒေနဲ့ပတ်သက်ရင်ကြောက်တယ်တရားရုံးတွေပါလေသွားလာမှာကြောက်တယ်အဲ့တော့ပြောရလို့ရှိရင်ဒီ60ကြောက်ကကြီးဆိုတဲ့ဥပဒေဟာဒါပြောရရင်ကျွန်တော်တို့ဟုတ်လားဟိုရင်ကြီးတဲ့မိသားစုကပေါက်ပွားလာတဲ့လူတွေနောက်တစ်ခုကဗာလဲဆိုတော့ကျွန်တော်တို့ဟုတ်လားဥပဒေတဲမှာဘလူးခေါ်မလဲအေးချမ်းစွာနေလိုတဲ့ပြည်သူတွေနော်အင်တာနက်ဘူလင်းခေါ်တာပေါ့နော်ဒီဆိုရှယ်မီဒီယာဘူလင်းလောက်ခံလောက်ခံခြင်းကနေပြီးတော့ ီလိုအေးချမ်းသာနေသူတဲ့လူတွေကိုကာဝယ်ပေးထားတဲ့ဥပဒေဖြစ်တယ်။တချို့ကဒီဥပဒေကိုဘယ်လိုခေါ်မလဲအသက်မဝင်လို့ထင်ကြတယ်။အဲ့တော့ဒီဥပဒေကအသက်ဝင်တယ်ဆိုတာပြည်သူတွေသိအောင်လဲအစိုးရအနေနဲ့ဒီဥပဒေဟာဟလာဒီဥပဒေနဲ့ပတ်သက်ပြီးတော့ချို့ဟာတွေကိုသူ apply လုပ်ဖို့တင့်တယ်လို့နော်ကျွန်တော်တို့ကဒီလိုမျိုးလဲအကြံပြုနေတယ်နော်ဒီဒီဥပဒေကဒါပြောရရင်ဒီလို social media ခက်ကြီးမှာဒါက ဟို apply လုပ်တဲ့နဲ့ဥပဒေအသုံးတကယ်ကိုအသုံးပြုတဲ့နဲ့ဥပဒေဖြစ်တယ်လို့ဟလာဒီပြောရရင်ကျွန်တော်တို့ဒီ online အသုံးပြုသူတွေရင်ကြီးစွာတုံးနဲ့တူအသုံးပြုနိုင်အောင်လမ်းကြောင်းမှန်ပေါ်ရောက်ပြီးတော့အသုံးပြုနိုင်အောင်ဒါပြောပြောရရင်ဘယ်လိုခေါ်မလဲပြဋ္ဌာန်းပေးထားတဲ့ဥပဒေဖြစ်တယ်လို့နော်ကျွန်တော်တို့ဒီလိုမျိုးသုံးတယ်ဒါအောင်လို့ပြည်သူတွေအနေနဲ့ဒီဥပဒေရှိပါတယ်ဒီဥပဒေကလက်ရှိနေတာအသုံးဝင်ပါတယ်မိမိဟာဆော်ကားခိုင်းနာမည်တက်ပြီးဆဲဆိုတာတွေရှိတယ်နာမည်တက်ပြီးမဟုတ်မတရားပြောဆိုတာတွေရှိတယ်ဟာလာနာမည်တက်ပြီးတော့ ဟုတ်လားပုံတံအမျိုးမျိုးနဲ့ပေါ့ဗျာเนาะပြောဆိုရရှိရဒါမျိုးတွေကိုယ်ကြီးဂျုံလာလို့ရှိရင်ဒီဥပဒေရဲ့အခအဝယ်ကိုရယူကြပါလို့